ရှိုးလိုက်က marketing အမအနေပြီးတော့ပြိုင်ပွဲဝင်နေတဲ့ TikTok တွေရဲ့ပြပါအကုန်ရောဆိုကျွန်တော်ပြောလိုက်သေးတယ်ကျွန်တော်မကတတ်ဘူးနော်လို့ကတာတွေဆိုတာတွေကျွန်တော်မလုပ်တတ်ဘူးလို့ဒီတိုင်းရိုက်ဆိုရင်တော့လည်းရိုက်ပေးမယ်လို့ကျွန်တော်ဒီလိုပဲချက်ပေးလိုက်တာပါအတိအကျ personal က personal professional က professional ပဲဒီ just time ဘုံမှာထိုင်ပြီးတော့ပါရနေတယ်ဆိုပြီးတော့ကြည့်တဲ့ဟာ ဟိုကျွန်တော်ကောင်းကောင်းခွာချထားနိုင်တယ်အဲ့ဒါနဲ့ပတ်သက်လို့အာသူတွေမင်းခန့်ကိုမကျေနပ်လို့သိုးနာကိုမကျေနပ်လို့သူတို့ကိုရှော့မယ်ဆိုတာမျိုးလုံးဝမရှိဘူးသူတို့ရဲ့တရုတ်ဆောင်မှုအရေးချင်းကိုပဲကျွန်တော်ဆုံးဖြတ်တယ် အဲ့ဒါ honestly ပြောပြမယ်ကျွန်တော် TikTok ကိုအဲ့လိုမျိုးဝါသနာလည်းမပါဘူးအဲ့ poster ဓာတ်ပုံရိုက်တဲ့နေရာအာ show like က marketing အမအနေပြီးတော့ကလေးတွေနဲ့တဲ့ TikTok လေးရိုက်ပေးပါကိုညိုတဲ့ပြိုင်ပွဲဝင်နေတဲ့ TikTok လေးရိုက်ပေးပါကိုညိုဆိုကျွန်တော်ပြောလိုက်သေးတယ်ကျွန်တော်မကတတ်ဘူးနော်လို့ကတာတွေဆိုတာတွေကျွန်တော်မလုပ်တတ်ဘူးလို့ဒီတိုင်းရိုက်ဆိုရင်တော့လည်းရိုက်ပေးမယ်လို့ဆိုတော့အားနဲ့ အဲ show like က marketing အမအနေပြီးတော့အဲဆိုလဲအဲ့လိုပဲရက်ပေးပါတဲ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဒီလိုပဲရက်ပေးလိုက်တာပါအတိလားကျွန်တော်ကအဲ့ဒါနဲ့ကလေးတွေပျော်ပြီးတော့ရိုက်ကြတယ်ပေါ့ဗျာဒါပါပဲအဲ့ပေါ်သူတို့ဂျိုင်းတော့လဲဒါအပျော်ပဲပေါ့ရိုက်ပါဆိုဒါသူတို့ရဲ့ဟို marketing နဲ့ပါမှာပေါ့တဲ့ပါတယ်မတဲ့စရာမရှိပါဘူးမတဲ့ရတော့အောင်လဲဟိုဒုတ်ပြက်ဒါပဲဖြစ်ထားကြတာလဲမဟုတ်ဘူးနားလည်မှုလွဲပြီးတော့ဒီကောင်နည်းနည်းအဲ့လိုမျိုးဇောင်းထနေတဲ့ဟာလေးတွေနည်းနည်းသတိပေးလိုက်တယ်ဒါပါပဲအဲ့တော့ကျွန်တော်100%အမခံတယ်ကျွန်တော်လုံးဝအဲ့လိုမျိုး personal က personal professional က professional ပဲဒီ just time ဘုံအထိုင်ပြီးတော့ပါရနေတယ်ဆိုပြီးတော့ကြည့်တဲ့ဟာဟိုကျွန်တော်ကောင်းကောင်းခွာချထားနိုင်တယ်အဲ့ဒါနဲ့ပတ်သက်လို့အာသူတွေမင်းခန့်အောင်မကျေနပ်လို့သို့နာအောင်မကျေနပ်လို့သူတို့ရှော့မယ်ဆိုတာမျိုးလုံးဝမရှိဘူးသူတို့ရဲ့တရုတ်ဆောင်မှုအရေးချင်းကိုပဲကျွန်တော်ဆုံးဖြတ်တယ်ကျွန်တော်အခုမှဒါရိုက်တာလောက်တာမဟုတ်ဘူးလေဒီလားကျွန်တော်ဒါရိုက်တာဆိုတော့ထိုင်ကုန်ပုံမှာထိုင်လာခဲ့တာ over the decades လေဆိုတော့ကျွန်တော်ဒီသရုပ်ဆောင်တွေပေါ်မှာချစ်ချင်းမုန်းခြင်းကိုခွာကြည့်တတ်တာအသားကျနေပါပြီကျွန်တော်ကင်မရာဘောင်းနဲ့ရောက်လာလို့ရှင်အရင်ကဒီလူနဲ့ငါပြဿနာဖြစ်ဘူးဓာတ်တွေဘာတွေညာတွေဘာမှမရှိအောင်ကျွန်တော်ကြည့်တတ်တာကျွန်တော်အတွက်အချင်းဖြစ်နေပြီသားပါဟိုအပြင်ရိုက်ခွင်းမှာလည်းဒီလိုပဲလေဒါဒီလူကငါ့ကိုဖွဲရမှာဒီလိုအတင်းပြောဘူးတယ်ဆိုတာမျိုးတွေလည်းကြုံမှုတာပဲ အခုတော့ငါရှိကြတော့ဟီးဟီးနဲ့ငါကင်မရာကောင်းနဲ့မှဟီးဟီးနဲ့ဒီကောင်ငါ့ကိုကြွေးအောင်မပြောဘူးလေပြန်ချထားတာမျိုးရှိတာပဲဒါမဲ့လည်းဒါရီကဟို emotional တွေကဒီရိုက်ပွဲပေါ်မှာမပါလာပါဘူးဒီကောင်လေးတွေကိုလည်းသူကလည်းသူတို့ item နဲ့調査မှုပေါ်မူတည်ပြီးတော့ပေါ့နော်ရုပ်ရှင်လောကထဲမှာအာနေရာတနေရာလေးတွေတော့လည်းရကြစေခြင်းပါလို့ဆောင်လုပ်တယ်ဆိုတာကိုပြီးပြီးတော့အလို TikTok ရိုက်တာယုံ Facebook ပေါ်မှာဟိုလုတ်ဒီလုတ်လုတ်တရုံလောက်နဲ့တရုတ်ဆောင်ဖြစ်သွားပြီဆိုတော့အတွေးတွေမဝင်စေချင်ဘူး TikTok ဆိုတာကောင်းလဲကောင်းပါတယ်ကျွန်တော်ကိုယ်တိုင်လည်း TikTok ကိုအကောင့်တော့ရှိပြီဒါပေမဲ့မသုံးကြည့်ရသေးဘူးစမ်းသုံးဖို့လည်းပြင်ဆင်နေပါတယ် TikTok ရှိတာလည်းကောင်းတယ်ဒါပေမဲ့တစ်ဖက်ကလည်းမကောင်းတာလည်းရှိတယ်ဘလို့ချက်ကကောင်းတာလဲဆိုတော့ကိုယ့်ရဲ့ idea ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲ အပျော်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ကိုယ့်ရဲ့တရုပ်ဆောင်မှုစွမ်းရည်ကိုလေ့ကျင့်လို့ရတဲ့နေရာတစ်နေရာတော့ဖြစ်လာတာပေါ့ဒါပေမဲ့တစ်ဖက်ကလည်းဘာမှမကောင်းဘူးလဲဆိုတော့ဒီမှာလုံနိုင်နေတာဒီတကယ် on set ပေါ်မှာလုံနိုင်နေတာနဲ့တန်ဖိုးခြင်းတခြားစီပဲအဲ့ဒါလေးကိုလည်းဟိုကွဲကွဲပြားပြားမြင်စေခြင်းနဲ့အဲ့ဒီယူရချက်ပါတခုရှိရကျွန်တော်လက်ထဲကို script ရောက်ပြီးတော့ကျွန်တော်ပြန်ခွဲပေးတဲ့အပိုင်းတွေရှိတယ်လာပါလိမ့်မယ် ကျွန်တော်ကတော့လုံးဝ fair play ဖြစ်ဖို့ကိုဦးစားပေးတယ်။ဇာညုံးစာရွက်ကိုကျွန်တော်ကိုယ်တိုင် shuffle လုပ်လိုက်ပြီးတော့မှောက်ထားပြီးတော့လက်နဲ့ထောက်ပြီးကြိုက်တာယူကြတဲ့ဇာညုံးလုပ်ကျွန်တော်ကတော့အဲ့လို fair play ဖြစ်အောင်လုပ်ခဲ့တယ်။ရှေ့မှာအခွဲဝေတဲ့ပုံမှာတော့ဟိုသူတို့ချင်းခြေနဲ့တာလည်းရှိမယ်မခြေနဲ့တာလည်းရှိမယ်ဒါပေမဲ့တခုပြောချင်တာကလေဒီလားတရုတ်ဆောင်အရင်ချင်းဆိုတာ dialogue နည်းတာများတာပုံမှာပဲ100%မူတည်နေတာမဟုတ်ပါဘူး dialogue မပါလဲပဲ dialogue နည်းနည်းလေးနဲ့လဲကိုယ်ဟို prominent ဖြစ်အောင်ကြားရှိအတိမပြုသွားအောင်ပြိတ္တတွေအတိမပြုသွားအောင်လှုပ်ပြလို့ရပါတယ်ရရင်ရတဲ့နေရာရှာလို့ရပါတယ်သမီးစားဆိုတိုင်းဒီလိုဘေးချင်းကထိုင်ပြလိုက်ပြီးတော့ကိုရိုးဘက်ကိုမင်း item ကိုမမြင်ရအောင် မင်းကိုမင်းတပ်လိုက်တယ်လို့ပဲဒါပုံကိုရေးမှာမပါဘူးဆိုတော့ကျွန်တော်100%တာဝန်ယူတယ်ကျွန်တော်ပေးခဲ့တဲ့အမှတ်တွေကျွန်တော်တိုင်ပွဲဝင်တယောက်ချင်းစီပေါ်မှာကျွန်တော်ပေးခဲ့တဲ့မှတ်ချက်တွေကိုကျွန်တော်ဖုန်းလေးနဲ့ကျွန်တော်ပါကျွန်တော် record လေးပြန်ယူထားတယ်သူတို့ရဲ့တရုပ်ဆောင်မှုတွေကလည်း video record အနေနဲ့ရှိပြီးသားမဖြစ်သင့်ဘူးလို့ဘာလို့ညာတို့တစ်ချိန်ချိန်မှာအများအငင်းပွားပွဲရာရှိလာခဲ့ရင်ကျွန်တော်ပေးခဲ့တဲ့အမှတ်ကျွန်တော်ပေးခဲ့တဲ့မှတ်ချက်တွေအတွက်ကျွန်တော်100%ကျွန်တော်တာဝန်ယူတယ်လုပ်ပွဲတော့မဟုတ်ပါဘူးအဲ့ဒါတော့သိကြပါဗါတယ်ဒါတော့ဟိုအရှိမလုပ်ပွဲတွေ ရှိခဲ့ဘူးတော့လေလူတွေကတလူတွဲပြီးတော့မြင်တာမျိုးလည်းရှိချင်ရှိမှာပေါ့ဒါပေမဲ့ဒီ Super Star Academy ကလုံးဝလုပ်ပွဲမဟုတ်ဘူးဆိုတာကျွန်တော်အာမခံတယ် Attention ကတော့ဘယ်လိုပြောမလဲ Social Media မှာ Attention ယူတာကတချို့ညာတော့လောက်ရမှာပဲလေဒီလားတခုရှိတယ်ဘယ်သူမှမထိခိုက်တဲ့ Marketing ဖြစ်ရင်ပြီးတာပဲပေါ့ကျွန်တော်တို့တလူပဲလက်ခံတရုပ်ဆောင်ပြိုင်ပွဲတခုဖြစ်တယ်လို့ဟို Entertainment တခုအနေနဲ့ကြည့်မယ်ဆိုလဲ ကြည့်လို့ exciting ဖြစ်တဲ့ reality show တစ်ခုလို့ပဲကျင်ညာကြပါတယ်ဟိုစိတ်ဝင်စားရဆိုလို့ရှင်လဲအခု show like မှာအခု၄ပိုင်းအထိထုတ်လွှင့်ပြသပြီးပြီနောက်ထပ်နောက်ထပ်တပတ်ကို၂ပိုင်းဆက်ပြီးတော့စောင့်ကြည့်ပေးကြပါလို့ပြောချင်ပါတယ်